မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးတဲ့ရင်ကတော့နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်အရေးပေါ်အခြေအနေပေါ်ပေါက်လာ၍တနိုင်ငံလုံးမှာအရွေးရောက်သူများအားလုံးစစ်မှုထမ်းရန်စစ်စည်းရုံးချင်းအမိန့်ကိုစစ်ကောင်စီကထုတ်ပြန်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဇန်နဝါရီလ23ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ပြည်သူ့စစ်မှုထမ်းနေဥပဒေအခန်းကိုစစ်စီယုံချင်းပုံမှ49မှာအထက်ပါအတိုင်းပြဋ္ဌာန်းထားခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့စစ်မှုထမ်းနေဥပဒေပုံမှ49မှာနိုင်ငံတော်ရဲ့ဒေသတချို့မှာ၎င်းနိုင်ငံတော်တဝန်းလုံးမှာ၎င်းနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်အရေးပေါ်အခြေအနေပေါ်ပေါက်၍ ပြည်တော်စုအစိုးရကစစ်မှုထမ်းရန်အရွယ်ရောက်သူအားလုံးကိုဖြစ်စေတချို့ကိုဖြစ်စေပြည်သူစစ်မှုထမ်းတာဝန်ထမ်းဆောင်ပေးသူအားလုံးကိုဖြစ်စေတချို့ကိုဖြစ်စေတင့်တော်တဲ့ဒေသမှာစစ်စည်းရုံးချင်းအမိန့်ထုတ်ဆင်းသည့်အခါဗဟိုအဖွဲ့ဟာသက်ဆိုင်ရာပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်များကိုတတ်မှတ်ပေးရမယ်လို့ပြဋ္ဌာန်းထားပါတယ် ဒီစစ်စည်းယုံချင်းပြဋ္ဌာန်းချက်ကတော့အရွယ်ရောက်ပြီးသူဆိုတာအသက်၁၈နှစ်ကနေအသက်အရွယ်ကြီးရင်နဲ့အဖိုးအဖွားတွေအထိအကျုံးဝင်ပါတယ်သူတို့လုံအပ်ရင်ဘသူကိုမစိုးစစ်မှုထမ်းဖို့စင့်ခေါ်နိုင်တယ်လို့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်လို့ရန်ကုန်မြို့ကတရားလွှတ်တော်ရှင်းနေကရှင်းပြထားပါတယ်ဒါအပြင်ပြည်သူစစ်မှုထမ်းနေဦးပြည်ပုံမှန်59မှာ ပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုကြက်ကြက်ပြန့်ပြန့်သိရှိနိုင်ရန်အတွက်အသိပညာပေးခြင်းများကိုအခြေခံပညာကျောင်းများကအစပြုပြီးတော့တင်ယုံညွန်းနှံများမှာဘာသာရပ်တစ်ခုအနေနဲ့ထည့်သွင်းပြီးတော့ပို့ချနိုင်ရေးအတွက်တပ်ဆိုင်ရာဝန်ကြီးဌာနများနဲ့ပေါက်ဆက်ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ဆက်လက်ပြီးတော့ပြဋ္ဌာန်းထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတရားဝရီခရိုင်မှာအကြမ်းမဆက်တကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များမထွက်ပြေးရအောင်ဆိုပြီးတော့အရက်နဲ့မူရစေဝါများသုံးဆွဲခွင့်ပြုထားတဲ့အပြင်လောင်ကစားဝိုင်းအဖြစ်ဖဲဝိုင်းများပါစီစဉ်ခွင့်ပြုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားဝရီခရိုင်အတွင်းမှာရှိတဲ့တရားဝရီမြို့နယ်၊လက်ပရန်မြို့နယ်၊မင်းလမြို့နယ်၊အုတ်ဖူမြို့နယ်၊မိုးညုံမြို့နယ်၊ချိုးမင်ကောင်မြို့နယ်၊နတ်တလင်းမြို့နယ်နဲ့ဇီးကုံမြို့နယ်တို့မှာရှိတဲ့ကြေးရွာများကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များ ထွက်ပြေးမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုမြို့နယ်ထွေးဦးယုံနယ်တိုက်ရဲများမှာထိမ့်သိမ်းထားရှိပြီးတော့အရက်နဲ့မူရစေဝါများ30ခွင့်များကိုလည်းစိတ်ကြိုက်အသုံးပြုခွင့်ပေးထားတယ်လို့သိရပါတယ်။လောင်ကစားအဖြစ်ဖဲဝိုင်းများကိုပါခွင့်ပြုပေးထားတယ်လို့သိရပါတယ်။မင်းလာမျိုးနဲ့အုပ်ဖို့မျိုးနယ်တွေကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်တွေထားတဲ့ထွေးအုပ်ယုံမှာအရက်နဲ့မူရစေဝါတွေကိုတုံးဆွဲခွင့်ပေးထားပါတယ်။နောက်ပြီးတော့ဖဲဝိုင်းနေလေလုတ်ခွင့်ပေးထားတယ်လို့ပြောတယ်။နောက်ပြီး ကျန်းတဲ့မြို့နယ်တွေမှာလည်းအဲ့ဒီလိုမျိုးတွေခွင့်ပြုပေးနေတယ်လို့သိရတယ်။စစ်ခွေးတွေကအဓိကကတော့လူငယ်တွေကိုထွက်မပြေးအောင်ဆိုပြီးတော့ညှူဆွဲတဲ့အနေနဲ့လူငယ်တွေကိုပျော်ရွှင်အောင်ဆိုပြီးတော့ခွင့်ပြုပေးထားတာလို့သိရတယ်။သူတို့ပေါ်တာဆွဲဖမ်းစည်းတာတွေကနေတိုင်းလိုလိုဖြစ်နေတော့သူတို့ဖမ်းထားတဲ့နေရာတွေကနေပြေးတာတွေလည်းရှိလာတယ်။ အဲ့လိုပြီးသွားလို့ရှိရင်လဲသူတို့ကလိုက်မဖမ်းနိုင်တော့တာမို့လို့အခုလိုမျိုးမြူဆွဲတဲ့အနေနဲ့လုံနေရတာလို့သိရတယ်လို့ဒေတာကန်သတင်းရေးမိကပြောပြထားပါဗျာအကြမ်းမဲ့စစ်တပ်ဟာတာယာဝရီခရိုင်အတွင်းမှာရှိတဲ့ခြေရွာများကိုအလှည့်ကျနေစဉ်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်အလိုက်လူပြည့်မီအောင်ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းတပ်သားတဲ့များအချိန်မီပို့ဆောင်နိုင်ခြင်းမရှိတဲ့အတွက်ဖမ်းဆီးထားတဲ့လူငယ်များကိုမြူဆွဲခြင်းတွေကိုလုံဆောင်နေရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အေယာဝတီတိုင်းရွှေတောင်ရံမြို့ဘောမီရွာတိုက်ပွဲမှာဒဏ်ရာရပြီးတော့စေကူသားမှုခံယူနေရတဲ့စစ်အရာရှိ2ဦးတေဆုံးသွားပြီးတော့ရွှေမြင့်တဲ့မီးတချိုဆက်ကိုစစ်တပ်ကလုံခြုံရေးယူပြီးတချိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့နေ့လယ်12:30မိနစ်ခန့်မှာပသိမ်မြို့နယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်အမတ်လေးစစ်မြေပြင်စေတပ်ရင်းမှာစေကူသားမှုခံယူနေတဲ့ဘောမီရွာတိုက်ပွဲကဒဏ်ရာရလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအရာရှိ2ဦးတေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီတေဆုံးသွားတဲ့ ရရှိနှစ်ဦးရဲ့မသားအလောင်းများကိုရွှေမြင့်တဲမိသကြုံဇက်မှာအကြံပဲစစ်တက်ကဖော်ကားနှစ်စီးအင်စီးကဘုံမူကားတစ်စီးစစ်သားမိမကမီနီဘတ်တစ်စီး ကားအဝါရောင်ဒစီစုစုပေါင်းကားရှစ်စီကန်းနဲ့လုံခြုံရေးယူပြီးတော့ဒကြိုကယ်တင်းဖြစ်တယ်လို့သိရပါဗျ။ဇန်နဝါရီလ16ရက်နေ့ကစပြီးတော့ရွှေတောင်ရံမြို့မှာရှိတဲ့ဘောမီရွာမှာအကြမ်းစစ်တပ်နဲ့အေအေဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲတွေဆက်လက်ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကလေရင်လက်နက်ကြီးများနဲ့အပြင်းထန်ဘုံကျဲခုခံခဲ့တဲ့အတွက်ကြောင့်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များမိလောင်ပျက်စီးခဲ့ပြီးတော့အကြမ်းစစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေပိုင်းမှာလည်းတိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့တဲ့အကြမ်းစစ်သားအယောက်60ခန့်ကို ိုဆက်လေတွေနဲ့ချောင်းသာကိုပို့ဆောင်ပြီးတဲ့နောက်လူနာတင်ကားများကုန်တင်ကားများနဲ့ပသိမ်မြို့မှာရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခါနဲ့အမှန်လေးစစ်မြေပြင်စစ်တပ်ရင်းကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒဏ်ရာရတဲ့စစ်သားများကိုပို့ဆောင်ရာလမ်းတစ်လျှောက်မှာလည်းအကြမ်းဖက်စစ်တပ်ကလက်အစစ်မီးများကိုဖျက်တောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တန်ရမ်းမြို့ပေါ်မှာအမတ်နတ်ဆက်3မူရစ်တပ်ဖွဲ့စုကခေါင်းဆောင်ရဲအုပ်ဝင်းမင်းထွေးကိုတိုင်မူရစ်စေဝါတွေတုံးဆွဲနေပြီးတော့အနေခမ်းများမှာလည်းမူရစ်စေဝါများရောင်းချပြီးဝင်းဝေရှာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ကနေစတင်ပြီးတော့တန်ရမ်းမြို့ပေါ်မှာအမတ်နတ်ဆက်3မူရစ်တပ်ဖွဲ့စုကတပ်ဖွဲ့စုမူရဲမှုကြုံတိုင်းပြောင်းရွှေ့သွားပြီးတဲ့နောက်မှာခေတ္တတပ်ဖွဲ့စုမူဖြစ်လာတဲ့ရဲအုပ်ဝင်းမင်းထွေးကအနေခမ်းများမှာမူရစ်စေဝါများရောင်းချပြီးတော့ဝင်းဝေရှာနေခြင်းဖြစ်တယ်လို့သိရပါတယ်။တန်ရမ်း ်းမြို့ပေါ်မှာအနိုင်ခံ90ခန်းရှိပြီးတော့စိုင်40ခန်းဟာဘိန်းမင်းကွာရွက်အချောက်ရောနှောထားတဲ့ခက်ခူးမူးရဲဆေးဝါးများနဲ့စိတ်ကြွယူသူဆေးပြားများကိုရောင်းချနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမူးရဲဆေးဝါးမှာရောင်းချနေတဲ့အနိုင်ခံများကိုဖမ်းဆီးပြေးရန်တန်ရမ်းမူးရဲရဲတပ်ဖွဲ့ကိုပြည်သူများကတွားရောက်ပြီးတော့တိုင်ကြားခဲ့တော့လဲအေးအေးယူခြင်းမရှိဘူးလို့သိရပါတယ်။တန်ရမ်းမူးရဲရဲအဖွဲ့ခေါင်းဆောင်ရဲအုပ်ဝင်းမင်းထွေးက တန်ရမျိုးပေါ်မှာရှိတဲ့အနေခန်းတွေကတဆိုင်ကိုငွေကျပ်10သိန်းသုံးနဲ့လာစဉ်ကြီးကောက်ခံနေတယ်လို့သိရပါဗျ။အဲ့ဒီရရှိလာတဲ့ငွေကြေးတွေကိုလည်းနေပြည်တော်မှာရှိတဲ့ရဲတပ်ဖွဲ့ကိုပို့ပေးနေရခြင်းကြောင့်အမှန်23မူရစ်တပ်ဖွဲ့စုကိုရဲမိုးအဆင့်ရှိတဲ့ရဲရရှိမြောင်းစေလွှတ်ခြင်းမရှိတော့ပဲနှစ်ပွင့်ရဲအုပ်ဝင်းမင်းထွေးကိုသာလက်ရှိအချိန်ထိဆက်လက်ပြီးတော့အုပ်ချုပ်ခိုင်းထားတယ်လို့သိရပါဗျ။ဒါအပြင်ရဲဝင်းမင်းထွေက KTV ဘားနဲ့အနေခမ်းတွေကလိုင်းကြီးများကိုအခြားမှုရဲ့ရဲများကထမ်းမှန်ပြီးတော့လိုက်ကောင်းပါကိုစိုးရိမ်ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုလိုင်းချင်းမကောက်ရန်လက်မှတ်ထိုးခိုင်းထားပြီးတော့သူတယောက်တည်းလဝကြီးအုပ်ထားတယ်လို့သိရပါဗျ။ရဲအုပ်ဝင်းမင်းထွေးဟာ၎င်းကိုယ်တိုင်လဲမူရစေဝါသုံးဆွဲနေတာဟာ၄နှစ်ခန့်ရှိနေပြီဖြစ်ပြီးတော့စေသမားတဦးဖြစ်တယ်လို့သိရပါဗျ။ဝင်းမင်းထွေးဟာ၎င်းရဲ့ရုံးမှာမူရစေဝါများကိုပေါ်တင်သုံးဆွဲနေတဲ့အပြင်တန်ရန်မျိုးကငွေကြေးချမ်းလာတဲ့သူများနဲ့အတူမူရရက်တက်ဖွဲ့ရုံးမှာပေါ်တင်သုံးဆွဲနေတယ်လို့သိရပါဗျ။မူရစေဝါရောင်းချတဲ့အနှိတ်ခမ်းများကိုတခြားမူရရဲတပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးမှုတွေရှိတော့လေ ဝင်းမင်းထွေးကကြိုတင်ပြီးတော့သတင်းပေးဖို့ရှောင်ရှားခိုင်းခြင်းကြောင့်ဖမ်းဆီးခံရသူတယောက်မှမရှိဘူးလို့ပြောပါတယ်တန်ရမ်းမြို့ပေါ်မှာအနှိမ့်ဆိုင်ပေါင်းက90လောက်ရှိတယ်ရိုးရိုးအနှိမ့်ဆိုင်က10ဆိုင်ပဲရှိတယ်ကြံတဲ့အနှိမ့်ခံ40နီးပါးကတော့ဘိန်းခက်ခူးနဲ့စိတ်ကြွယူသူဆေးပြားတွေဆိုင်မှာပဲပေါ်တင်ဝယ်ယူပြီးတော့သုံးဆွဲနေကြတယ်အနှိမ့်ဆိုင်တွေကိုဖမ်းဆီးပေးဖို့အတွက်တန်ရမ်းမှုရဲ့ရဲတွေကိုလည်းတိုင်ထားတာဖမ်းမိတာတခါမှမရှိဘူးသူတို့ခေါင်းဆောင်ရဲအုပ်ဝင်းမင်းထွေးကိုယ်တိုင်က တန်ရန်အနှိမ့်ဆိုင်တွေကိုမူရစ်စေဝါရောင်းဝိုင်းတာပြီးတော့လစဉ်ဝင်းဝင်းရှာနေတာသူကလိုင်းကြီးရတဲ့ပတ်စံတွေကိုလည်းနေပြီးတော့မူရစ်တပ်ဖွဲ့ကလူကြီးတွေကိုလက်ထိုးနေရတာသူ့နေရာမှာဘယ်သူမှအစားမထိုးဘူး သူ့ကိုပဲဆက်ပြီးတော့အုပ်ချုပ်ခိုင်းနေတာသူကိုယ်တိုင်လည်းမူးရစေဝါတုံးနေတာလေးနဲ့လောက်ရှိပြီစေသမားဖြစ်နေပြီတဲ့မူးရရုံကသူ့အခန်းမှာလည်းစေးတုံးနေအပြင်ကလူတွေပတ်စံရှိတဲ့သူတွေကိုလည်းခေါ်လာပြီးတော့မူးရရုံမှာပဲစေးပေါ်တင်ချနေတာလို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်တန်ရံမြို့ပေါ်မှာရှိတဲ့အနေအခမ်းများမှာမြင်းခွာရွက်အချောက်ရောနှောထားတဲ့ခက်ခူးတထုပ်ကိုငွေကျပ်3000စေးပြားတစ်ပြားကိုငွေကျပ်1000နဲ့စေးပြားတထုပ်ကိုငွေကျပ်2000အထိပေါက်ဈေးများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ဦးတည်ကုန်းမြို့ကလူငယ်နှစ်ဦးကိုအချမ်းပတ်စစ်တပ်ကမိခင်ဖြစ်သူရဲ့ရှေ့မှာရိုက်နှက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားကငွေကျပ်သိန်း300နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ကမနက်9:00နာရီခွဲအချိန်ကမှအုပ်ဖို့မြို့နယ်ဂုံကြီးတန်းရွာကပြူစောတီခေါင်းဆောင်သိန်းအောင်မြင့်ဦးဆောင်တဲ့ပြူစောတီများနဲ့အချမ်းပတ်စစ်ကောင်စီတပ်သားများဟာဦးတည်ကုန်းမြို့ကိုဝင်ရောက်စီးနှင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သားများဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်ဦးတည်ကုန်းမြို့က လူငယ်အများပြားဟာထွက်ပြေးလွတ်မြောက်ခဲ့တော့လေမြို့မရက်ွက်က ဒေါ်ငခုမရဲ့တားဖြစ်သူနဲ့တူဖြစ်သူကိုပြူစောတိများနဲ့စစ်သားများကမိခင်ဖြစ်သူရဲ့ရှေ့မှာဝိုင်းဝန်းရိုက်နှက်ပြီးတော့စကားဘော်ကိုဆွဲတင်သွားတယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးသွားတဲ့လူငယ်များကိုအုပ်ဖို့ထွေးအုပ်ယုံမှာဖမ်းဆီးထားတဲ့အချိန်မိသားစုဝင်များကတွားရောက်တွေ့ဆုံတဲ့အခါမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများဝိုင်းဝန်းရိုက်နှက်မှုကြောင့်ရရှိထားတဲ့ဒဏ်ရာတွေဟာများပြားတဲ့အတွက်ကြောင့်လူငယ်နှအူးဟာလမ်းမလျှောက်နိုင်ရဘူးလို့သိရပါဗျ။မိခင်ဖြစ်သူကပတ်စံနဲ့ပြန်ရွေးထုတ်ရန်စစ်ကောင်စီတပ်သားများကိုငိုယိုပြီးတော့တောင်းပန်ခဲ့တော်လဲငွေကျပ်300တောင်းခံတဲ့အတွက်ကြောင့်ပြန်လည်ရွေးထုတ်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ဩတယ်ကုန်းမျိုးမျိုးမရက်ကွက်ကိုစစ်ခွေးတွေဝင်းအောင်စီးနေပြီးတော့ပေါ်တာဆွဲဖမ်းဆီးလို့လူငယ်တွေအကုန်ထွက်ပြေးလို့မြောက်ခဲ့ပေမဲ့ဒေါငါခူမရဲ့သားနဲ့သူကတော့ရိုက်နဲ့ဖမ်းဆီးခံလိုက်ရတယ်။တိုင်းအောင်မြင့်တို့ပြူစော်တီအဖွဲနဲ့စစ်ခွေးတွေကမြို့မရက်ွက်ထဲကိုပေါ်တင်ဝင်ဆွဲတာအဲ့ဒီမှာဒေါငါခူမရဲ့သားနဲ့တူကိုဖမ်းပြီးတော့ခွေးရိုက်နွားရိုက်ရိုက်ပြီးတော့ကားပေါ်ကိုဖမ်းခေါ်သွားတယ်စစ်ခွေးတွေနဲ့ပြူခွေးတွေရိုက်နှက်တဲ့ဒဏ်ရာတွေကြောင့်လူငယ်နှစ်ယောက်စလုံးဟာလမ်းလဲမလျှောက်နိုင်မတ်တပ်လည်းမရက်နိုင်ဖြစ်နေကြတယ်ပတ်စံနဲ့လိုက်ယူပြီးတော့ သိန်း300တောင်တောင်းတယ်မိသားစုဝင်တွေကပြန်မရွေးနိုင်လို့အကုန်လုံးစစ်ခွေးတက်ထဲရောက်ကုန်ပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်မွန်ပြည်နယ်တထုံမြို့နယ်တူဝနဝတီမြို့ကြိုက်ကော်ရက်ကွက်မှာလေတက်ကနေကျမ်းမာရေးမကောင်းမဲနဲ့ထွက်ထားပြီးတော့စစ်ကူတာမှုခံယူနေတဲ့ကိုလွင်ကိုစစ်ကောင်စီတပ်သားတွေကနေအိမ်မှာလာရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဇန်နဝါရီလတတိယပတ်အတွင်းမှာတထုံမြို့နယ်တူဝနဝတီမြို့ကြိုက်ကော်ရက်ကွက်မှာလေတက်ကနေထွက်ထားတာဟာနှစ်20ခန်းရှိပြီဖြစ်တဲ့ကိုလွင်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကနေအတွင်းမှာလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ကိုလွင်ဟာကျမ်းမာရေးမကောင်းတဲ့အတွက်စေယုံကနေဆင်းလာတာဟာနှစ်လခန့်သာရှိသေးပြီးစစ်ကောင်စီတပ်သားတွေကထမ်းပြီးတော့ခေါ်သွားတယ်လို့သိရပါဗျ။အလားတူပဲသူဝနဝရီမျိုးစိုက်ကော်ရက်ကွက်ကကိုအောင်နဲ့ဆိုသူကိုလည်းအကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနိုင်ဦးကစစ်မှုထမ်းရမဲပေါက်တယ်ဆိုပြီးတော့နေအိမ်မှာစစ်ကောင်စီတပ်သားတွေကိုခေါ်လာပြီးတော့လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ကိုအောင်နဲ့ဟာမိခင်ကိုလောက်ကန်ကျွေးမွေးနေသူဖြစ်ပြီးတော့ ခုလိုမျိုးဖန်ဆီးသွားပြီးတဲ့နောက်မှာမိခင်ဖြစ်သူကိုအုပ်ချုပ်ရေးမှုနိုင်ဦးကပတ်စံ၁၀သိန်းလာပေးသွားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်နေမကောင်းဖြစ်ပြီးတော့အတန်နာနာနဲ့တင်ဆက်ပေးနေတဲ့သတင်းများကိုတိခတ်ပြီးတော့နားဆင်ပြီးတဲ့မိမပြည်သူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ